မန္တလေးတိုင်းမြင်းချက်မြို့နယ်ညောင်ပင်ရွာတွင်တီတာယုမုံဦးဆောင်သောပြူစောတိအဖွဲ့ကဝင်ရောက်မိရှုမှုကြောင့်တိုက်ပွဲများပြင်းထန်နေပြီးဒေသခံပြည်သူ ထောင်ချီဘေးလွတ်ရာသို့ထွက်ပြေးတန်းရှောင်နေရကြောင်းဒေသခံများထံမှ သိရပါသည်စက်တင်ဘာ28ရက်နေ့မှစတင်ကမြင်းချက်မြို့နယ်တွင်ရှိညောင်ပင်ရွာကိုတီတာယုမုံဦးဆောင်သည့်အင်အား400ခန့်ပါပြူစောတိစစ်ကြောင်းက ဝင်ရောက်မိရှုခဲ့ပြီးယနေ့ အောက်တိုဘာ3ရက်နေ့ထိနေ့စဉ်တိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်စစ်တပ်ကလေကြောင်းမှပါရာမိုတာစက်တက်လေထိဖြင့်ဘုံကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်ညောင်ပင်ရွာကို မိရှို့နေတဲ့တီရာယုမုံအဖွဲ့ကအင်းအား400နီးပါးနဲ့ရှို့နေတာတိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေတယ်မြေပြင်မှာစစ်ရေးအခြေအနေတွေရှုပ်ထွေးနေပြီးမိလောင်ပျက်စီးမှုအတိအကျကိုမသိရသေးဘူးစစ်ကြောင်းကညောင်ပင်ရွာထဲမှာပဲရှိနေသေးတယ်လို့ ေတာကန်တူကပြောကြပါတယ်။ညောင်မေရွာသည်ညဉ့်ညမျိုးနီးတွင်တရှိပြီးယခုမိရှုမှုသည်၄ချိန်မြောက်ဖြစ်ပါတယ်။ဒီစစ်ကြောင်းကြောင့်ညောင်မေရွာတဲရွာခမကဲရွာမြောက်ကွန်းရွာရွာကြီးရွာရွာသစ်ရွာပါဝင်ကျေးရွာ900ကျော်မှပြည်သူ9000ကျော်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပြည်သူတွေကစစ်ကြောင်းထွက်လာတယ်ဆိုတာနဲ့ကြိုင်နဲ့ထွက်ပြေးနေရတယ်။ လမ်းကြောင်းပေါ်နဲ့အနီးဝန်းကျင်ရွာတွေကလူတွေရှောင်နေရတာနေချောင်းကနေလဲနေ့တိုင်းပါရာမိုတာနဲ့ဘုံကျဲနေတယ်ပြည်သူတွေအနေနဲ့အသက်ထက်တန်ဖိုးရှိတာဘာမှမရှိတော့ဘေးလွရာမှာနေထိုင်ပေးကြစေချင်ပါတယ်လို့ဒေသခံတဦးကပြောပါတယ်တော်လှန်ရေးတပ်ဖွဲ့များကပူပေါင်းကအကျန်းဖက်စစ်တပ်နဲ့ပြူစောတိစစ်ကြောင်းများကို ခုခံတိုက်ခိုက်နေတော်လဲတိုက်ပွဲအသေးစိတ်ခြေနေများကိုလက်ရှိတွင် မသိရှိရသေးကြောင်းသိရပါတယ်ရှင်